မာယာထောင်ချောက်ဇာခန်းစီနောက်ကွယ်ရုပ်ရှင်စကားတွေနဲ့ထူးချွန်စုတွေရခဲ့ပြီးအခုတော့ရုပ်ရှင်လောကရဲ့အဝေးဆုံးမှာဇက်မြုပ်နေထိုင်နေတဲ့ထက်ဆင့်အကယ်ဒမီအေးအေးသင်းတယောက်တေယာဘာတန်ယာတို့ခုကိုရင်မာပိုက်ထွေးထားစေပါဘဝရဲ့နေဝင်ချိန်တွေကိုအေးအေးသင်းတယောက်ဘလို့ဖြတ်တန်းနေသလဲ1980 1980ပြည့်လို့နှစ်တွေမှာရုပ်ရှင်လောကရဲ့တရဖူစောင်းနိုင်ခဲ့တဲ့မင်းသမီးကြီးအေးအေးသင်းတယောက်1988ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာပါဝင်ခဲ့လို့စစ်အစိုးရရဲ့တန်ခတ်မှုကိုခခတိတိခံစားခဲ့ရပါတယ်။ပြည်သူဘက်ကရက်တည်ခဲ့တဲ့သူ့လိုအမှုပညာရှင်စစ်စစ်တယောက်ကိုအမှုပညာလုတ်ကင်ခွင့်ရတပ်ပံပိတ်ပင်ခဲ့တဲ့အပေါ်နာကြီးတယ်လို့ကမာရွတ်မီဒီယာကိုရှင်းဖွင့်ပြောပြပါတယ်။ဟောငါကအမှုပညာသမားစစ်စစ်ရေပေါ်စီမဟုတ်ဘူး။ငါတို့အများလုတ်တယ်လို့ငါတို့လည်းလုတ်ခဲ့တာပဲ။အများလည်းလုတ်တာပဲ။ငါတို့ကြမှာ ီလိုကြီးလုတ်လိုက်တယ်ဆိုတော့လူပညာသမားတယောက်ဖြစ်တဲ့အတွက်နာကြီးသွားတာပေါ့အသက်ငယ်ငယ်ကလေးကအမှုပညာလောကရဲ့ခြေချခဲ့သူမို့အမှုပညာကလွဲရင်ဘာတစ်ခုမှလောက်ကင်မစားတတ်တဲ့ဝါရင်မင်းသမီးကြီးဟာဝေဒနာကို ရှင်းမပိုက်ပြီးစောက်လို့ရေးစိုက်ပျိုးရေးစတဲ့အလုပ်တွေနဲ့ဝမ်းကြောင်းခဲ့ရပါတယ်။နောက်ဆုံးလူတွေကိုဆက်ဆုပ်လာပြီးဘေးဒင်းပညာရှင်မင်းသင်္ခါစီမှာပညာသင်ရင်မေတုခါဆိုတဲ့နာမည်နဲ့မှော်ပြီးဘက်မှာဘေးဒင်းလက္ခဏာကြည့်ရင် ဘဝရဲ့နောက်ဆုံးအချိန်တွေကိုကုသိုလ်ရေးနဲ့ကုံဆုံနေပါတော့တယ်ဆစ်ဆက်ရှိအရေးခင်မှာလှူရှားလိုက်တယ်အရေးခင်ကဒီဘက်နောက်ပိုင်း၃နှစ်လောက်ထိကလှူရှားလို့မရဆုံးကြည့်ချင်းခံရတော့ဘူးနော်အဲ၄၅နှစ်အထိရမှာရေကောင်းတယ်စင်းစားတာပေါ့လေငါလူတွေတော့တမမနေကျင်တော့ဘူးဆက်စုပ်တယ်လူတွေနော်ဆက်စုပ်မနေကျင်တော့ဘူးငါတီချာကြီးကိုတော့သာသနာကိုလှုပ်မယ်ဆရာကြီးမြင့်သင်္ခါနေကအသက်20လောက်မှာစခင်ခင်းသားနေဆရာကြီးရဲ့ကားပြောကြရင်ဆရာကြီးတပည့်တွေနဲ့အကုန်လုံးဝိုင်းပြီးတော့ တခုစာရင်တောက်ရင်လည်းပေးရင်တင်သွားတာအဲ့လိုတင်သွားတာအဲ့လိုတက်သွားတာအဲသူပဲနာမည်ပေးပြီးတော့အဲဒီပေးရင်နဲ့ပဲသူဆက်ပြီးတော့လှုပ်ရှားလှုပ်ရှားနေဆရာကြီးမင်းတင်ခါကသူတပည့်ဆိုသူမေတုခလို့ပြီးအသက်80ရှိပြီဖြစ်တဲ့မင်းသမီးကြီးအေးအေးတင်ဟာအမှုပညာလောဘကြီးသူလို့ဆိုရလောက်အောင်ရုပ်ရှင်ဟိဒပြဇက်ကဆက်ဇလန်ကြပြဝတ္ထုစတဲ့အလုပ်တွေကိုလုပ်ကင်ခဲ့သူပါ အခုတော့ မော်ဘီဘက်ကသူ့ပိုင်နဲ့တိုက်တဲ့ခြံဝင်းကိုနန္ဒဝံပါဠိတက်ကသူနန္ဒာအေးဓမ္မရိပ်သာဆရာတော်ဦးယူဇနာစီအပြီးတိုင်လှူဒန်းထားပါတယ်။တချို့အမှုပညာသမားတွေဟာစစ်ဆိုးရကအနာကြီးအောင် လုပ်ခဲ့ပေမဲ့အမှတ်သေးစီမရှိကြဘူးလို့အေးအေးသင်းကယူဆပါတယ်။သူကတော့သူ့လိုအမှုပညာရှင်ကိုခြေဖြက်လက်ဖြက်လုပ်ပြီးတွန့်ပစ်တာခံခဲ့ရလို့တရားပါဒဏ်ရာတစ်ခုလိုဆွဲမှတ်ထားဆဲဖြစ်ပါတယ်။အမေကိုပဲနာကြည့်အောင်လုပ်တာဆိုရင်တော့လေအမေတယောက်ပဲနာပေါ့ အားလုံးကိုနာကြည့်အောင်လုပ်ထားတာဆိုရင်တော့အားလုံးနာဖို့တင့်တယ်။ဒါပေမဲ့ဒီတန်ရာအခုတည်းကမပြောက်သေးဘူး။ဘယ်တော့မှလည်းပြောက်မှာမဟုတ်ဘူး။ဒီဘက်ကအထိပါတော့မှပဲ။ဒီနာကြည့်ချက်ကဘာဖြစ်လို့လဲဆိုတော့အမေကအမှုပညာသမားဆက်စစ်ဖြစ်လို့ကိုနာကြည့်ရဲ့။အေးဒင်းဟာ1981မှာဒါရိုက်တာဆမ်မောင်ရွှေရိုက်ကူးတဲ့မာယာထောင်ကြောင့်ဒါရိုက်တာမောင်ဝနရိုက်ကူးတဲ့ဇာခန်းစည်းနောက်ွယ်ဇက်ကားတွေနဲ့အကယ်ဒမီဆုတွေရရှိခဲ့သူဖြစ်ပါတယ်။